ကျွန်တော်ကပြားကိုချစ်တယ်။ကပြားပြုံးနေရလေးကိုလည်းကျွန်တော်ချစ်တယ်။အဲ့လိုပြောပွဲ၃နှစ်လောက်ဆောင်ခဲ့ရတာလေ။အခုမှပြောရတာဆိုတော့လေမူကပါပါပေါ့။၁၇နှစ်လောက်ဆောင်ခဲ့ရတာ။ဟုတ်တယ်အဲ့ဒီကအဲ့လိုမျိုးရည်စားစကားပြောတဲ့အစင်ကအဓိကအဲ့လိုမျိုး तू ပြောချင်တဲ့ဟာတွေကိုမမွှင့်မယဲနဲ့တောက်လျှောက်ဆက်ပြောလိုက်တဲ့ပုံစံတန်းမျိုးပေါ့နော်။အပြင်တဲ့ကာရိုက်တာညီွားတာပေါ့လို့။ဟုတ်တယ်အပြင်မှာလည်းပြောချင်တယ်အဲ့လိုဇာတ်လိုက်ပြောပြတာ။ကပြားရဲ့စပင်လေးတွေကိုလည်းကျွန်တော်ချစ်တယ်။ ကဗျာရဲ့လက်လေးတွေကိုလည်းကျွန်တော်ချစ်တယ်။ကဗျာနဲ့ပတ်သက်သမျှအရာအားလုံးကိုကျွန်တော်ချစ်တယ်။မင်းသမီးဘက်ကျအချိန်ပေးလိုက်တာတပတ်။မင်းသားဘက်ကျစကားစမြဲနေတယ်မူပါလားအဲ့လို တွေ့မယ်တွေ့မယ်ဒါဒီနေ့ကငါပွဲမှာမို့လို့ဒါငါငါ့ကိုလမ်းရောက်ဝင်ရနေတာမို့လို့ဘာမှမပြောသေးဘူးတန်အားနာဖို့ကောင်းလို့ငါဒါဘာတကယ်ချင်းဝင်ရနေတာကိုဒါကျေးဇူးတင်ဆက်တွေ့ကြမယ်ပွဲတွေမှာစိတ်ရှိရနာဝေးယူမယ်ဆိုရင်မြမစိတ်ရှိရနာလောကမှာစိတ်ရည်သေးကောင်းဆုံးနဲ့အာမခံချက်ရှိသော brand စိတ်တိုင်းစိတ်ဆိုရင်စိတ်နာတာစိတ်နာစိတ်နာဆို ချစ်သူစီယာရုပ်ရှင်ကားကြီးอ่ะရုံပတင်ကလေးอ่ะပိတ်သက်တွေတော့မသိဘောเนาะကျွန်တော်တို့ကတော့ဒါအောက်ကိုကြည့်နေတာဘောเนาะဘာလို့လဲဆိုတော့တာရုံနေနေရကြတော့ဒီဇက်ကြမ်းကားတွေရိုက်ခဲ့ပဲဒီဟာတာကားတွေပဲခဲ့တဲ့ချိန်မှာမှဒီဆက်ဆက်ပါပါတကယ့်ကိုမြင်ရခဲ့တဲ့ဒီဘိုးရဲကားတကားထွက်လာတယ်ဆိုတော့ပိတ်သက်တွေလည်းအရန်ကြည့်ကြည့်မယ်လို့ကျွန်တော်ကထင်ပါတယ်ကျွန်တော်တို့လည်းအရန်ကြည့်ကြည့်လို့ဒီနေ့ကပ်ပယ်ရှုမှမရမကဘူးကျွန်တော်ကတယောက်တည်းကိုလာပြီးတော့လာကြည့်တာပါကပ်ပယ်လို့ပြောတာကပ်ပယ် ကပေးကြားရတယ်ဆိုတော့ငါကိုဝဲပြီးလာတက်တာပါပြီးဝဲစုံလဲအောင်ပါဟမ်ဒီထဲမှာတော့ရုပ်ရှင်ကားကြီးကမတင်ငင်မှာကလေးကပေါ့နော်ရုပ်ရှင် page မှာတင်တဲ့စာသားတွေကြည့်ရတယ်လူကအရေးပျော်ကြခြင်းတွေသူတို့ဖြစ်နေတာဆိုတော့ရုပ်ရှင်ကားကြည့်တဲ့ခါကျရင်ဒီ mountain road လေးနဲ့ဒီပုံမမီတာတော့ဘလို့ရိုးကြအောင်လဲဆိုတော့အရန်ကြည့်ကြည့်နေတာပေါ့ဟုတ် mountain road ပြောပြအောင်အားနေရမင်းဝင်ရိုက်ချင်တယ်ဒီဘူးကတော့ ဘယ်လိုပြောပြရမလဲဟုတ်တယ်သူပြောသလိုပဲကျွန်တော်တော့ကတော့ဒါကတော့အမှန်တကယ်ကျွန်တော်အရင်တော့ရိုမန်တစ်ကားကြီးရိုက်မယ်ဆိုရင်ကျွန်တော်ထွက်ပြေးရတယ်မှာပါရှုံးတယ်မလိုက်ဘူးလုံးဝမလုံးမလိုက်ချင်ဘူးမရိုက်ချင်ဘူးပေါ့နော်မရိုက်ချင်ဘူးလောကကျွန်တော်အရင်ခက်ခဲတယ်ဟုတ်တယ်ဒါပေမဲ့အဲပရိုဂျူဆာကနေပြီးတော့ဒါအဲ့လိုမျိုးကလေးရိုက်ချင်တယ်ကျွန်တော်လည်းအရင်လုပ်ကြည့်ချင်တယ်စူးစမ်းကြည့်မယ်ဗျာလို့ဆိုပြီးတော့ဒါဆက်ဆက်ရေးတဲ့ကဒါမလိုက်မဖက်ကိုဆက်ရေးရတာဒါချုပ်ပြောရတာပါ မလိုက်မဖောက်စရည်တယ်ဆိုတာဒါဒီထဲမှာကောင်းလေးနဲ့အောင်မလေးကဘာလို့ဘယ်လိုပြောပြရမလဲကောင်းမလေးကဖြူဖြူချောချောအဲ့လိုမျိုးလေးကွာကောင်းလေးကခက်ကျန်းတယ်ဆိုတာကြတော့အဲ့ဒါကြောင့်ဒီသေးဥဆောင်တယောက်ကဒီလိုမလိုက်မဖောက်ဖြစ်နေရပါဘောနော်ဇက်ရဲ့သဘောအရပေါ့အတူတူနေမဲ့တသလုံးမခွဲဘူးဤမန်ထားခဲ့ပြီမဲ Nature you lay me in the bowl be queen ဒီထဲမှာကျွန်တော်အဲ့လိုအကြည့်တွေကတေချာဖန်းလာတယ်ဗောနော်တေချာဖန်းလာဆိုတော့ဒါက မကွင့်ရဲ့ကြိုးစားမှုပေါ့နော်တေချာလေးကျွန်တော်တို့ဒါဒီကားထဲမှာဝတ်တဲ့အဝတ်စားတွေရောရိုက်တဲ့ location တွေဟုတ်တယ်အတန်နေတချင်းနေဆိုလို့ရှိရင်ကျွန်တော်ဇက်ဝင်တေးပြီးသုံးပုတ်သုံးပုတ် အစ်စ်တပုတ်ရဲ့ နောက်ထပ်အာနမေရပြီးသားပြိတ္တိပြီးသားတချင်းနှစ်ပုတ်ရဲ့ဇက်ဝင်တေးဆိုလို့သုံးပုတ်ကျွန်တော်နောက်ပြီး location ဆိုရန်ကုန်မှာရရခဲတဲ့နေရာတွေရရခဲဆိုတော့လူအများများနေရာရှင်းရခတ်တယ်လေအဲ့နေရာတွေမှာကျွန်တော်စူးစမ်းပြီးတက်ရိုက်ကူတာတယ်အဲပြီးတော့ဟို DM အကြည့်ရအောင်ဆာကျွန်တော် တေချာလေးတကယ်ဘယ်လိုမှစိတ်ချစ်တဲ့အကြည့်ရဖြစ်အောင်လို့တော့စူးစမ်းပြီးတော့လှုပ်ထားတယ်တကယ်မှုပါနေရမလားတကယ်လည်းမှုပါပါတယ်မှုပါပါတယ်မှုပါပါတယ်ခိုးလေးကလည်းချောတယ်ဟုတ်ကဲ့သူနဲ့လည်းလိုက်တယ်လေသူနဲ့လည်းလိုက်တယ်ဆိုတာဒါဟိုမျိုးလက်သူ့စရွေးတွေကလည်းသူနဲ့ဒီနေရာလေးကလိုက်တယ်ဆိုပြီးတော့သူ့ရွေးချယ်ပြီးခဲ့တဲ့ကားပေါ်ဆိုတော့ခါကြတော့သူနဲ့လည်းအရင်လိုက်ပါတယ် ီဒီစကား तू อ่ะย้ายย้ายပြီးย้ายနေတယ်မှာလဲ तू อ่ะရေခုံစိတ်လို့ကြာย้ายပြီးသွားတဲ့ချိန်မှာတချင်းနေအတင်ဆက်တဲ့ချိန်မှာလဲတော်တော်ဖြစ်နေတာကောင်းလေးอ่ะလေအဲ့ဟုတ်တော့ဘောဒီစကားပေါ်မှာရေခုံတဲ့ဟာကိုပြောတာအဲဒီစကားပေါ်မှာ तू ဘယ်လိုဖြစ်နေပြီလဲဆိုတော့သူ့ကိုအဲ character ပေါ်မှာရင်ခုံတာပေါ့နော်တခြားရင်ခုံတယ်ပါဆိုတော့လည်းမသိဘူးအဲအဲ character ဝင်နေတော့မယ်ကဲ အာကိုက်မိလိုက်လားအဲဒီစကားလေးကကျွန်တော်တို့မကြည့်ခင်ပါလေကဗောနော်ဒီဒီတချင်းလေးထွက်တဲ့အမကြည့်ကလေးကကျွန်တော်စီနီမတ်တစ်ဖြစ်တာကိုကျွန်တော်ကသဘောကျတယ်အဲကျွန်တော်တို့ဒီအချစ်ကားလေးတွေမှာဆိုတကယ်တမ်းကြည့်ရတာဒီမေသားမေသမီးတွေရဲ့ဂူရာနေမဟုတ်ဘူးဗောနော်စီနီမတ်တစ်ဖြစ်တယ်ဆိုပို့ပြီးတော့ရုပ်ရှင်ရသားကိုပြည်စုံစေတယ်ဗောနော်ဒီထဲမှာသူတို့နှစ်ယောက်အပြင်မက်ပွင့်ရဲ့ကြိုးစားမှုကိုလည်းကျွန်တော်တို့ပို့တွေ့ရမှာဗောနော်မက်ပွင့်ကဒီအချစ်ကားတွေပဲရိုက်တယ်ဆိုပေမဲ့ဒီကားမှာကျွန်တော် အဲနည်းနည်းပုံစံပြောင်းထားမယ်လို့ကျွန်တော်တော့ user မြင်ပါတယ်ဟုတ်တယ်မဟုတ်ဘူးအမှန်ပါကျွန်တော်ဒီဒီကားကအဲ့လိုမျိုး ကျွန်တော်တို့ဒါရည်ရစကားဒါရည်စကားပြောတဲ့အခါကျွန်တော်တို့အဲ့ဒီကားစကားတကားလုံးကျွန်တော်တို့ရိုက်ကူးတဲ့အချိန်နဲ့ကြားရတယ်အဲ့စကားအကုန်လုံးရိုက်ပြီးတော့မှအဲ့ဒီဇာတ်ကပြောရဲဆင်းတဆင်းနဲ့ရိုက်ဖို့အတွက်ကျွန်တော်တသက်တည်းထက်တယ်တာဖြစ်ပါတယ်။ဘာလို့ဆိုတော့အစတည်းကကျွန်တော်တို့အစမပြောဘူး။ဒီကားရိုက်နေစဉ်ကာလအတွင်းမှာကျွန်တော်သွားတဲ့နေရာလေးတွေများတယ်။ အချိန်နဲ့နည်းနည်းကြာတော့ကြောဒီမင်းသားနဲ့မင်းသမီးကို chemistry မိအောင်လို့တမင်ထားရတာပေါ့နော်အဲ့ဒီအစင်ကိုကျွန်တော်တက်တက်အဲ့ဒီကရိုက်ပြီးတော့မှကျွန်တော်တပတ်လောက်နေတော့မှရိုက်ပြစ်တယ်ဘာလို့လဲဆိုတော့ရိုက်ကူးနေစဉ်ကာလအယုတ်တွေကိုလည်းပြန်ပြီးတော့ခန်းစားလို့ရအောင်ပြီးတော့တပတ်လောက်ကြာမှပြန်ရတဲ့အချိန်မှာပြန်တွေ့ရခန်းစားချက်မျိုးလည်းရအောင်လို့တမင်ကိုမပွင့်ရဒီမှုကိုဖမ်းပြီးတော့ဘယ်လိုပြောရမလဲအရင်လွမ်းနေတယ်ဆိုတဲ့ပုံစံမျိုးပေါ့တော့စကားတဲ့က အယုတ်တွေလည်းပြန်ခန့်စားလို့ရအောင်လို့ဆိုပြီးတော့ကျွန်တော်အဲ့ဆင်းကိုကျွန်တော်နည်းနည်းကြာမှရိုက်ကူးခဲ့တာဗျာအဲ့အတွက်ကြောင့်မလို့ဒါအဲ့ဆင်းလေးကအဆင်ပြေသွားလို့ထင်တယ်ဟုတ်လား A true only more you move me love you so yeah Lord you do ောပေါ်သုံးနှစ်တော့ဆောင်ခဲ့ရတာလေအခုမှပြောရတာဆိုတော့လေမူကပါပါပေါ့၁၇နှစ်လောက်ဆောင်ခဲ့ရဟုတ်တယ်အဲ့ဒီကအဲ့လိုမျိုးရည်စားစကားပြောတဲ့အစင်ကအဓိကအဲ့လိုမျိုး तू ပြောချင်တဲ့ဟာတွေကိုမမွှင့်မယဲနဲ့တောက်လျှောက်ဆက်ပြောလိုက်တဲ့ပုံတန်မျိုးပေါ့နော်အပြင်တဲ့ကာရိုက်တာညီွားတာပေါ့လို့ဟုတ်တယ်အပြင်မှာလည်းပြောချင်တယ်အဲ့လိုဇာတ်လိုက်ပြောပြတာကာရိုက်တာထပ်တူကြတယ်ကာလိုက်တာထပ်တူကြပါလေအဲ့လိုကာလိုက်တာဖြစ်ပါရဲ့အဆင်ပြေပါ ပြီးတော့ဒီနေ့ကတော့ဒါတယောက်တည်းပဲပွက်တက်လာတော့။အဘုံမိသားကတော့ဒါပြိတက်တွေဒီနေ့ကတော့သူကတော့ဒါအလုပ်ကိစ္စလေးရှိလို့ရှိတဲ့အတွက်ကြောင့်မို့လို့သူဒါဒီနေ့ကပွဲရမလိုက်အောင်နိုင်ချင်ဖြစ်ပါလား။ဟုတ်တယ်အဲ့ဒီကမူကပြန်ဖမ်းတာပေါ့ကျွန်တော်တို့အဲ့ဒီအဲ့ဒီမူကိုပြန်ဖမ်းတာပေါ့ဒီစကားကိုလာကြည့်မယ်ဆိုလို့ရှိရင်လည်းဒီအဲ့ဒီစကားပြောတဲ့စင်လေးကဒါဒုတိယကြိမ်မှာပြောတဲ့စင်လေးဖြစ်ပါတယ်။ဘာဖြစ်လို့ဒုတိယကြိမ်ပြောတဲ့စင်လေးမှာ ကောင်းမလေးကကောင်းလေးကိုစကားမဆုံးသေးပဲပြေးဖက်လိုက်ရလဲဆိုတော့အရှိမစကားထဲမှာအကြောင်းအရာတစ်ခုပါပါတယ်။အော်အဲ့ဒါကြောင့်မလို့ဒါဒုတိယချိန်ပြောတဲ့ဆင်းဖြစ်ပါတယ်။အဲ့အဲ့ဒီအကြောင်းအရာလေးကလည်းဒီစကားကြည့်လို့ရှိရင်သတိထားမိမှာပါ။ကျွန်တော်တို့ကျွန်တော်ဘာကြောင့်ဒီစားကောင်းလေးဒီစားကပြောတာမဆုံးသေးပြစ်ဖက်လဲဆိုတော့ဟာကောင်းမလေးကကောင်းလေးလည်းအရင်ချစ်လို့ပါအဲ့ဒါကြောင့်သူကဇက်ကမြုပ်ထားလေးပါဩဘယ်နဲ့ဘယ်နဲ့ဘယ်နဲ့ဒီကောင်းနေနေလွမ်းတယ်ကောင် ပို့တပတ်နဲ့ကျတော့ तू อ่ะဒီ writer ကျတော့တချမ်းอ่ะပဲအရင်မှုပါနေမှာသူတို့မင်းသမီးဘက်ကျအချိန်ပေးလိုက်တာတပတ်မင်းသားဘက်ကျစကားဆောင်ပြခင်လည်းမှုပါတာအဲ့လိုတွေ့မယ်တွေ့မယ်ဒါဒီနေ့ကငါပွဲမှာမလို့ဒါငါငါ့ကိုလာရောက်ဝင်ရနေတာမဟုတ်ဘူးဘာမှမပြောသေးဘူးအမှန်အားနာဖို့ကောင်းလို့ငါဒါဘာတကယ်ချင်းဝင်ရနေတာကိုဒါကြည့်ဦးတယ်ဆက်တွေ့ကြမှာပွဲတွေမှာအဲ့တော့ကောင်းလေးပြင်ပလိုက်တဲ့အချိန်မှာဘယ်လောက်ဒီနေ့ခေါ်သွားသေးလဲ ရှင်ကတော့ကဇက်ကားတွေကမူအတိုင်းရှင်ခုံပါတယ်ဒါကတော့အပြင်မှာတော့ဒါကျွန်တော်တို့ကအလုပ်လုပ်လို့လုပ်နေကြဖြစ်တဲ့တော့ကြောင့်မလို့အဲ့လိုမျိုးစိတ်တွေဆိုတာမရှိကြပါဘူးအကုန်လုံးကတော့ပါပါပဲရက်ကူးကြတာဟုတ်တယ်ကျွန်တော်တို့ item မှာကျတော့လေအပေးယူမျှမှာကျွန်တော်တို့ကြည့်လို့ကောင်းတာဟုတ်တယ်မလားဒီဘက်က item ကဘလောက်ပဲဆွဲဆွဲဟိုဘက်ကပြန်ဆွဲတော့မှလည်းကြည့်လို့ကောင်းမှာဆိုတော့ဟုတ်တယ်ဟုတ်တယ်ဒီဒီဒီဟိုဘက်ကနှစ်ယောက်စလုံးညီနေတဲ့ခါကျတော့ပို့ပြီးကြည့်လို့ကောင်းတာပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ကအတူထွာလေးကြီးကြည့်ရကျွန်တော်အားအားမြလာတော့လေဒီကိုကိုရိုင်းဒီနေ့ ဒီပွဲမှာလာကြည့်တာပေါ့နော်အဒီချစ်သူစရာရုပ်ရှင်ကားကြီးတင်တဲ့ခါကျလို့ရှိရင်လည်းရိုက်တာမတ်ပွင့်ကအကောင်းဆုံးစူးစမ်းထားတာဖြစ်တဲ့ကြောင့်မို့လို့ပါဝင်တဲ့တေးဆောင်ဖြစ်တဲ့ဒိုင်ရွန်နဲ့ပုံမှန်ပီတာတို့ရဲ့အဲအကောင်းဆုံးစူးစမ်းမှုတွေကိုလာရောက်ပြီးတော့ဝိုးရံပေးဖို့အတွက်ကိုကျွန်တော်တို့ညီကုန်းတွေကဒီမြန်မာနေပြီးတော့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်အခုဒီလိုမျိုးဒီနေ့မီဒီယာတွေအကုန်လုံးလည်းစောစောနဲ့တက်ရောက်ခဲ့ပြီးတော့ဒီကားလေးကိုစိတ်ဝင်စားရှိပေးတဲ့ကြောင့်ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဒီကားလေးကလည်းအများကြီးစူးစမ်းထားတယ်ကျွန်တော်ပြောသလိုပဲရုပ်ရှင်ဆန်တဲ့ ရုပ်ရှင်ကားတွေအများကြီးပေါ်ထွက်လာဖို့အတွက်ဒီလိုရုပ်ရှင်ဆန်တဲ့ဆက်ကားတွေအများကြီးအပိပို့လိုအပ်ပါတယ်ဒီအတွက်ကြောင့်မို့လို့ဒါအခုနောက်ပိုင်းဆိုတော့ကားတွေကအများကြီးကောင်းလာတယ်လူငယ်တွေဖန်တီးတဲ့ကားတွေလည်းအများကြီးကောင်းလာတယ်ဆိုတော့ကြတော့ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်အရန်ကြိုက်တဲ့ကျွန်တော်အရန်သဘောကျတဲ့ရုပ်ရှင်ကားရဲ့ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင် Facebook ပေါ် post တင်ပြီးတော့ support ပေးပြပါတယ်ဒီအတွက်ကြောင့်မို့လို့လည်းစကားကောင်းတွေပေါ်ထွက်လာဖို့ပြည်သက်တွေအပိပို့အတွက်ပြောချင်ပါတယ်ကျွန်တော်ပြောင်းလဲပြီးစူးစမ်းနေပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ကျေးဇူးပါကျေးဇူးပါတယ်